ထပ်ပြီးလေ့ကျင့်မယ်။အာဒီနေ့ကျတော့ကိုယ့်ရဲ့ကိုယ့်ရဲ့အလုပ်ထဲမှာဖြစ်ဖြစ်အဲတခုခုပေါ့နော်အဲ့မှာ employee list တွေရှိတယ်ဆိုလို့ရှိရင်ဒီ employee ကကိုယ့်ဒီအလုပ်ကို join တဲ့ date ကနေစပြီးတော့ဒီနေ့အထိသူ့ရဲ့အဲလောက်လာတဲ့လောက်တက်ပေါ် working experience work experience ဘယ်နှစ်ရှိပြီလဲဆိုတာကိုအဲ excel formula နဲ့တွက်ကြည့်ပါ ဟိုဒီမှာတော့လူကနည်းနည်းပဲထည့်တာပေါ့နော်17ရောက်အဲဒီလူ17ရောက်ကသူတို့ join တဲ့ date တွေအားဒီမှာအသေးသေးရှိတယ်3ရက်တလ2020 12ရက်နလ2021မှာနောက်ဆုံး19ရက်တလ2018ဆိုပြီးတော့ရှိတယ်အဲ့ဒါကိုသူတို့ရဲ့ အလုပ်သက်ကိုတွက်ကြည့်မယ်လုပ်ငန်းဝင်တွေမှာ bonus ပေးတဲ့အခါမျိုးတို့အဲအလုပ်ရဲ့ anniversary နေ့တွေဘာကြီးကျင်းပတဲ့အခါမျိုးတွေမှာဆိုလို့ရင်သူတို့စုကြီးတွေဘာတွေပေးဖို့ရအတွက်တွက်တဲ့အခါမှာ HR တွေဆိုဒါမျိုးအမြဲတမ်းတွက်ကြရတယ်လေအဲ့ဒါမျိုးဆိုလို့ရှိရင်ဒီလို formula နဲ့တွက်ကြည့်လို့ရတယ်သူက date ကိုပဲတွက်မှာဖြစ်တဲ့တို့ကြောင့်မလို့ date တွက်မဲ့ formula လေးဒီအမြဲတမ်း date ဆိုပြီးပါပါတယ် data if ကိုင်းစားလေးနဲ့စမယ်ပြီးရင်ကိုရီရဲ့ join နဲ့ date ကဒီအရှိရတကွက်ဖြစ်တဲ့အတွက်ကြောင့်မလို့ join နဲ့ date ကိုယူလိုက်ပါမယ် join နဲ့ date ဒီသူ့ရဲ့ column ကဘာမှရှိလဲဆိုရင် s5 မှာရှိတယ် s5 နဲ့တတန်းလေးကိုတစ်ချက်ယူလိုက်မယ်ပြီးရင် comma ခံမယ်ပြီးတော့ तू ကအဲ့ date join နဲ့ date ကနေ ပြီးတော့အခုဒီနေ့အထိရောက်တဲ့အချိန်ကာလကိုတွက်ကြည့်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ today ဆိုတဲ့ formula လေးနဲ့လောက်ရမှာအဲ့မှာ today ဆိုတဲ့ formula လေးရှိတယ် today ပြီးလို့ရှိရင်တို့တွေကဘာကိုသိကျင်တာလဲခုနှစ်ရရကိုသိကျင်တာဖြစ်တဲ့ကြောင့်မလို့ open invertible ကိုမှာ y ရရရဲ့သင်္ကေတတွေ y ဖြစ်တဲ့ကြောင့်မလို့ y ကိုရွေးမယ်အမြင့်တာအဖွဲ့ပိတ်လေးနဲ့ပြန်ပိတ်မယ်ပြီးတဲ့အခါမှာ queen ပိတ် queen ပိတ်ပြီးတော့ကိုကဒီမှာ g ရတော့တည်သွားပြီအဲ့ဒီ g ရကိုထပ်ပြီးတော့ ဥမာ2020ခုနှစ်ဆိုလို့ရှိရင်အဲ sorry နှစ်20နှစ်20တော့9နှစ်တော့အဲအဲ့လိုမျိုးပေါ့9နှစ်ဆိုလို့ရှိရင်5 year နောက်ဆက်တွဲ year ဆိုတဲ့စာသားလေးပါပေါ်စီနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ and လေးခံပြီးတော့သူ့ကို year ဆိုတဲ့စလုံးလေးဖော်ပေးပါဆိုပြီးတော့ years လို့ရိုက်မယ်နောက်တစ်ခုဒါတက်ဖြတ်ပြီးတော့ ਈ ဒါခုနှစ်ကို တွက်ကြည့်တာ ပြီးလို့ရှင်တို့တွေကနောက်ကလပါဆက်ပြီးလိုက်လာခြင်းတိတာလပါတွက်မယ်ဆိုလို့ရှင်ဘယ်နှနစ်နဲ့ဘယ်နှလပေါ့အဲကြောင့်မလို့လပါတွက်မှာဖြစ်တဲ့ကြောင့်မလို့နောက်တစ်ခုကကြတော့အဲ့ဒီလအတွက် formula ပြန်ကူးမှာပြန်ကူးခြင်းကူးမကူးခြင်းလည်းရိုက်ထည့်လို့ရတယ်အရှိရ formula ကိုယူလိုက်လို့လည်းရတယ်တဲ့ရိုက်ထည့်လို့လည်းရတယ် data if ဒီလိုပဲကိုရရှိတဲ့ date join date ကဒီမှာရှိတဲ့တော့ကြောင့်မလို့ ds5 column ကိုတစ်ချက်ထောင်မယ်ပြီးရင် comma ထရေနဲ့ချိန်မှာမလို့တရေဒိတ်နဲ့ချိန်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒူတွေကိုရွေးမယ်ပြီးလို့ရှိရင်ဒီတစ်ခါကျရင်တို့တွေကဘာကိုသိကျင်တာလဲ man ကိုသိကျင်တာဒီမှာတော့ဒီလို formula မှာဆိုလို့ရှိရင် man ရဲ့ကိုစားပြုကကြော YM ဖြစ်သွားပြီး ။ဘာဖြစ်လို့လဲဆိုတော့အရှိမခုနှစ်ကိုရီးအားကိုဝိုင်းလို့တင်ကြတာလုပ်ခဲ့တာ။အခုဒီနေရာမှာ YM ကိုဘာဖြစ်လို့ရေးရလဲဆိုရင် m လို့တခုတည်းရေးလို့ရှင်သူဒီဟောဒီ date join စတဲ့နေ့ရနေစပြီးဒီနေ့အထိကိုလရနေပဲသူ count လုပ်ပေးသွားလိမ့်မယ် ym ထဲကမှာအရှိမရေးရတည်ပြီးတဲ့အခါမှာရေးရပြီးတော့အခုဒီမှာတည်ကျင်တာဒီ month ကိုတည်ကျင်တာဖြစ်တော့ကြမလို့ဒီဒီက ym ဒီ month ရဲ့ကိုစားပြုဖြစ်သွားတယ်ပြီးလို့ရှင်ဝင်ပြန်ပြိမ့်မယ် မန့်ကိုတည်ပြီးတော့ဓာဒီကိန်းကနန်းဖော်ပြမယ်မန့်ဥမာ6လအဲ12လအဲ9လပေါ့9လကိုမှသူက7ဆိုရင်9လဆိုရင်7 7နဲ့နောက်မှာဘာလေးပေါ်စီနေတာလဲမန့်ဆိုတဲ့စာသားလေးပေါ်စီနေတာဖြစ်တဲ့ကြောင့်မလို့ရေမျက်တောင်ဖွင့်ပွဲလေးဖွင့်မယ်ပြီးလို့ရှိရင် MONTHS မန့်ဆိုပြီးတော့ရိုက်ပြီးတော့မျက်တောင်ဖွင့်ပွဲလေးနဲ့ပြန်ပိတ်မယ်အန္တတစ်ချက်ခေါက်မယ်ဒါဆိုလို့ရှိရင် ဒီမှာဆိုလို့ရှင် Emily Jackson ရဲ့လုတ်သက်သည်သူ join တဲ့ဒိတ်က3ရက်တလား2020ဒီနေ့အထိဆိုလို့ရှင် သူ့ရဲ့လုတ်သက်သည်ဘယ်လောက်ဖြစ်သွားမလဲဆိုရင်လို့ရှင်9နှစ်နဲ့4လ5 years and 4 months ပေါ့။ဒါဆိုလို့ရှင်ဒါကကိုယ့်ရဲ့အလုပ်ထဲမှာရှိတဲ့ employee တွေရဲ့ join တဲ့ဒိတ်ကနေဒီနေ့ဒီ working experience ကိုဘယ်လောက်ရှိပြီလဲဆိုတာကိုတွက်ကြည့်တဲ့ formula လေးဖြစ်တယ်။ သူကခတ်တလားဆိုတော့လည်းမခတ်ဘူးဒါပေမဲ့လို့မှတ်ရတာလေးတွေကကော်မာကုတ်တဲ့နေရာလေးတွေဒီ open inverted comma close inverted comma လေးတွေလောက်ရတဲ့နေရာလေးတွေကြာလို့ရှိရင်နည်းနည်းလေးသူကဂွင်းပိတ်ရမယ့်နေရာလေးတွေသတိထားပြီးတော့ကြံခဲ့လို့ရှိရင်တော့သူက error လေးတွေပေါ်မှာပေါ့နော်ဒီပုံသေးနည်းလေးကိုတော့တည်တည်ချာလေးမှတ်ထားပြီးတော့လုပ်မယ်ဆိုလို့ရှိရင်တခုရသွားပြီဆိုရင်နောက်ဆက်တွဲအဲဆွဲချလိုက်တဲ့နဲ့အောက်ကဟာတွေကသူကအော်တိုဝင်သွားမှာပေါ့နော်အဲဒါလေးကတော့ဒီနေ့ဒီ working experience နဲ့ပတ်သက်ပြီးတော့ ဒီဇဲဖော်မြူလာနဲ့တွဲထုတ်ကြည့်တဲ့ဟာပါအဲတခြားကိုအဆင်ပြေတာလေးတွေရှိလို့ရှင်လဲနောက်ရက်တွေကြာလို့ရှင်တင်ပေးမှာတင်ပေးမှာပါတက်ဖိုင်ကိုဒါဆိုလို့ရှင်5မိနစ်5မိနစ်ဆိုတော့ upload တင်ရတာမနေကြပါဘူးโอเคပါကျေးဇူးတင်ပါတယ်